ောင်းနေစဖို့နော်28ကာလာတွေမှာဟိုတိုင်းကြီးကိုပြည်ရင်းရတယ်ပြည်ပါတယ်ပြည်ပါကတယ်ဖက်လို့ဖက်စီလုံနေတယ်ကတမားတွေကိုကရှိပြီးတော့တက်ပွက်ကြီးပါရှင်းနေလို့ပြည်သူနဲ့မင်းတို့အဲ့ဒါမတော့ပြည်သူတွေနဲ့မင်းတို့ကအဲ့ဒါကွာအဲ့တော့မင်းတို့တွေကအကပ်မှတ်လိုက်ပြီးတော့အမှားကြီးကိုအမှန်လုံးရှင်နေတွေ့မင်းတို့ပဲအဖြစ်ဖြစ်နေကြောင်းရကြတယ် ဟယ်လိုချီရမီဘာပီတူနီကိုမော်နမများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ17ရက်နေ့အင်္ဂါနေ့ကျွန်တော်တို့မနေ့ပိုင်းမှာနောက်ဆုံးကြားတရတဲ့တော်လန်တင်းကောင်းတွေပြင်ဘောမိုက်ကွယ်လုံးမဲ့တော်လန်ကိုလည်းကြိုဆိုမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာတော်လန်ရဲ့ဆူရဲရနေပြီးတော့မှပေါ့နော်ယူဆောင်လာပေးတဲ့တင်းကောင်းတွေများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူဆက်ဆုံး reaction လုပ်ပေးချဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့တင်းတုံလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတင်းတပုတ်အနေနဲ့ကတော့ တနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်မှာရှိတဲ့ချမ်းပစစ်တပ်တပ်ဆွဲထားတဲ့နေရာ၃ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သားဆဲဦးထမန်းနဲ့တေဆုံခဲ့တဲ့ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့စစ်ခွေးတွေကတော့ခုဆိုရင်တောင်ပိုင်းတိုင်းမှာလည်းပေါ့နော်။မြေမျိုးချင်းကိုခဏရတာဖြစ်ပြီးတော့တော်လိုင်းရဆူတွေရဲ့မျိုးစာဖြစ်ပြောင်းလဲပေးခြင်းကိုနေ့စဉ်နဲ့မျှခဏရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပဲခူးတိုင်းအိုရင်းမြို့နယ်မှာရှိတဲ့ချမ်းပစစ်တပ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား၅ဦးတေဆုံခဲ့တဲ့ဆိုပြီးတော့မှ အိုဒင်းမျိုးနဲ့ပါခါပါနဲ့ပြန်မပြောဆိုထားတဲ့သတင်းပဲဖြစ်ပါတယ်။ကဲဒီမှာလည်းကျွန်တော်ပေါ့နော်။နောက်ထပ်စစ်ခွေးတွေပုံလိုက်ကြီးကိုတော်လိုင်းရဆူတွေကနေပြန်မမျိုးစာဖြစ်ပြောင်းလဲပေးတာကိုတွေ့ရတာပြန်မစစ်ကောင်စီတပ်သားတွေရစစ်ကြောင်းနဲ့စစ်စခန်းတွေရဆိုရင်ကျွန်တော်တော်လိုင်းရဆူတွေရဲ့ဝင်ရောက်စီးနေတိုက်ခိုက်ခြင်းကိုနေ့စဉ်နဲ့မြခံနေရတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်အနေနဲ့ဒီပြည်မာထဲကိုတဖြည်းဖြည်းပေါ့နော်တော်လိုင်းရဆူတွေစူပေါင်းပြီးတော့မှတပေါင်းစုတခုအတွင်နဲ့နေပြည်တော်ထိတည်တန်းနေမဲ့အရေးအယောင်တွေအခုကလေးကတွေ့နေရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ ပကိုးတိုင်းပရောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ညောင်ကျိုးတပ်စခန်းမှာတိုက်ပွဲပြင်းထန်နေပြီးတော့မှစစ်ကောင်စီကကပ္ပစာစစ်ရုံတွေအတွက်ဆိုရင်လို့ကပ္ပစာ6ကိုအင်အား600ကျော်ထောက်ပို့ထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငနီတူ6သုံးကောင်နဲ့ထမင်းစားနေရတဲ့ဆိုပြမအုပ်ကြီးကဦးဆောင်ပြီးထမင်းထိုးတွေပို့ခိုင်းတာလာမပို့တဲ့အိမ်တွေကိုသူကိုယ်တိုင်လိုက်ကောက်တဲ့တားတကြွနေတာပြဆိုပြတော့မှအဲ့ဒီတိုင်းရားတွေတော့ပေါ့နော်စစ်ကောင်စီကရဲခါလုံးလောက်မပေးနိုင်လို့အုပ်ချုပ်ရေးမှူးဆိုတဲ့ကောင်ကနေပြတော့မှဦးဆောင်ပြီးပြည်သူလူထုထမ်းနဲ့ထမင်းထိုးတွေကိုကောက်ယူပြီးတော့မှ ပို့နေတဲ့ super market ခံရပြောကြချက်ပဲဖြစ်ပါတယ်အဲ့ဒီကောင်တွေကတော့ကျတို့အမြန်ဆုံးပေါ့နော်ရှင်းပြတဲ့နေတာဖြစ်ပြမှာကျတို့ပြီးသူတွေချွေးနေစာနဲ့စုဆောင်းထားတဲ့ဒီစာနယ်ရေးခါတွေကိုလည်းတို့ရအနေပြီးတော့မှတို့တတားတွေအတွက် super market ဆိုရင်အတင်းတော့မှ like ောက်ခံနေတာပဲဖြစ်ပါတယ် ကဲကျောရီနေမနဲ့ပထမဆုံးနဲ့ကျမကတော့အခုဆိုရင် A ကနေပြီးတော့သူတို့တင်ပတ်ရရှိထားတဲ့နေမျိုးတွေမှာစစ်ကောင်စီပြီးတော့ခရိုနီတွေပေါ့နော်ပိုင်ဆင်မှုတွေအားလုံးကိုချိတ်ပိတ်တင်ဆက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဆယ်လမြကျော်အရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေတုံ့တက်ပြောဆိုထားလဲဆိုတာကျွန်တော်စာချင်းလေးရအောင်နော်။မင်းအောင်လေတာအောင်ပြည်စုံပိုင်ပိုင်နဲ့အမတာဟုတ်တယ်အမအမတာဟုတ်တယ်။မင်းအောင်လေနဲ့နီးစက်တဲ့အောင်မျိုးမင်းတင်ပိုင်ဆိုင်နဲ့ amazing ဟုတ်တယ်။မောင်အေး တမိတော်တန်တာအေးပိုင်ဆိုင်တဲ့ပတ်စတန်မာရီပရာနမယရှိပြီဟိုတယ်တလုံးဘုံကြောင့်မူကြီးတန်းရွှေဆိုတဲ့ကောင်ပိုင်ဆိုင်တဲ့သူ့သားပိုင်တဲ့ထွန်းနိုင်ရွှေပိုင်တဲ့ train ဟိုတယ်ရှစ်ကရဲ့အေရင်အုပ်စုပိုင်တဲ့အေရင်ဟိုတယ်ဇေကဘာအုပ်စုပိုင်တဲ့ jasmine ဟိုတယ်တေဇသူကုံနီအုပ်စုပိုင်တဲ့ amarian palace ဟိုတယ် ိုင်ပြည်သူစစ်ကောင်းဆောင်ခရိုနီနေဝင်းထွန်းပိုင်တဲ့ပရမယနဂါကုံဒီပိုင်တဲ့ဂျိတ်မာရီနာဟိုတယ်ဒါရီကို ULAA အာကတ်တက်တော့ A ရဲ့ဆိုရအဖွဲ့အာကတ်တက်တော့ A ရတက် ULA ကအစိုးရအုပ်ချုပ်ရေးပါတီတဲဝင်စာကက်ပြီးချိတ်ပိတ်လိုက်ပါတယ်ဟိုတယ်အလုံးအရာကြောပါတယ်ကောင်းပြီရောနော်ပြောရင်ပြတ်တယ်လောက်ရင်ရှင်းတယ် နောက်ကားမှာလည်းတော်လိုင်းကြီးအောင်မြင်ပြီးရင်တတိုင်းဒီလုံးကစစ်တပ်နဲ့ပတ်သက်တော့အတိုင်းဝိုင်းတစ်ခုလုံးကလောဝတ်ကြီးအုပ်ထားတဲ့ညီတနတ်မပါမချမ်းငါတို့တင်းယူပြန်လေတင်းယူမှာဖြစ်တယ်ပြည်သူပိုင်အဖြစ်အဲ့ဒီမှာရက်ကွက်အုပ်ချုပ်ရေးကြီးမီခွဲ့ရဲ့ရောင်စားတဲ့ကောင်းလေးကိုတကောင်းမှလုံးမပေးဘူးမသိဘူးမထင်နဲ့ဦးစုတော်ပိုင်နဲ့ဟိုတယ်မတ်ဦးမြဟန်ပိုင်နဲ့ဟိုတယ် up to the rock မင်းစာနီအုပ်စုပိုင်နဲ့ မာဂရက်စတန်ဟိုတယ်နာမည်ကရှုပ်နေရဗျာနော်ဒါတွေလည်းပါရှိပါအဲ့တော့အကတ်တတော်အေးဟာရခိုင်တပီနယ်လုံးမှာကြောက်ဖြူစစ်တုံမအောင်တုံးဖို့ပဲကြံတော်တယ်ဟိုဒီနေ့ကတောင်ကုန်းနဲ့မောင်းတော့မှာဖတ်စစ်တက်ကိုကပားရပ်ပါပြီးစစ်ပနက်ကိုရှာနေရက်နေတယ်ရခိုင်အမျိုးသားတစ္ဆပေါက်ကြောက်တောင်ကိုပိုက်ဆိုင်မှုမှန်တယ်ဗျချိတ်ပိတ်လိုက်ပါအင်းဒါအကတ်တတော်အေးဟာ ကျွန်တော်တော်လိုင်းအင်အားစုတွေကိုထိုးစစ်ဆင်မှုတော်လန်ထိုးစစ်တွေကိုတင်ကန်းစာတင်ကြားပေးနေတယ်လို့အုတ်ချုပ်ရေးပိတ်အုတ်ချုပ်ရေးကိစ္စအစဉ်စဉ်ကိုလည်းစနစ်တကျစီမံခန့်ခွဲပြနေပါတယ်ဒါတွေကယူတတ်မယ်ဆိုတင်ကန်းစာတွေဖြစ်ပါတယ် ကယ်ဒီမှာဆီယလူမြတ်ကျော်ပြောသလိုပဲပေါ့နော်အခုဆိုရင်အေကလည်းပြီးတော့မှသူတို့အနေနဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့နေမျိုးတွေကိုတရဇတ်တက်ခတ်နေတဲ့အချိန်မှာပဲတပကနဲ့ပြီးတော့မှလည်းပေါ့နော်ဥချုံမှုရန်တွေအောင်စတင်လိုက်ပြီးပဲဖြစ်ပါတယ်အခုဆိုရင်စစ်ကောင်စီနဲ့ပတ်သက်သူမှန်သမီးရဲ့ပိုင်ဆိုင်မှုတွေကိုချစ်ပေးရတာဖြစ်ပြီးတော့မှမကြခင်မှာတော့ဒီတက်ပူပြီးတော့မှပေါ့နော်တင်းဆဲရှိမဲ့နေရာတော်တော်များများလို့ကျွန်တော်တို့ကနေပြီးတော့မှစီမံနိုင်မယ်လို့မျှော်လင့်ရတာပဲဖြစ်ပါတယ်အေအာဆိုရင်တိုင်းတိုင်းဆစ်စင်နဲ့ကျွန်တော်တို့ပြီးမှထဲကိုတဖြည်းဖြည်းဝင်လာတာဖြစ်ပြီးတော့မှ ဒီပြမထဲမှာရှိတဲ့ PDF တွေနဲ့ပူပေါင်းပြီးတော့မှအခုဆိုရင်စစ်ကောင်စီရဲ့ပေါ့နော်ထိကျထားတဲ့သူတို့အားကိုးရပါတယ်ဆိုတော့ကပ္ပါဆက်စလင်းတွေတို့ထိတိတ်ပိုက်တိုင်ဖို့အခြေအနေတော်တော်လေးကိုကောင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြည်ခရဲလာတွေမှာစစ်ကောင်စီတာဘနာဦးအလုံးရောက်ခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ရင်ခွင်အကောင့်ထဲပေါ်ဆောင်မှုဗဟိုကော်မတီနဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုကဲမှုအောက်မှာရှိတဲ့ PDF တိုင်ရင်းများပကဖာမြန်ထံကိုဆက်သွယ်က 2025ခုနှစ်ဖေဖော်ဝါရီလအတွင်းတမတော်မှအရာရှိအဆင့်ဘုံမူတူအပါဝင်တမတော်သားနဲ့ရဲတပ်ဖွဲ့ဝင်64ဦးပြည်သူရင်ဝင်ခေါ်လုံခဲ့ပါတယ်။အဲ့ဒီ64ဦးကလက်နက်နဲ့တကွပြည်သူရင်ဝင်ခေါ်လုံလာသူ45ဦးရှိပြီးလက်နက်ယူဆောင်လာသူတွေကို NUG MOD ကတတ်မှတ်ထားတဲ့လက်နက်တံပိုးအလိုက်ဂုံပြုချင်းမြင့်ဝင်များပေးရခဲ့ပါတယ်။စစ်မှုထမ်းအမိန့်ပြညာချက်ကြောင့်အတိအရမလူသစ်စုဆောင်းခံရသူများအပါအဝင် ပြည်သူ့ဘာရက်တီလိုတဲ့တမတော်သားများနဲ့ရက်တက်ဖွဲ့ဝင်များအနေနဲ့ပြည်သူ့ရင်ဝင်ရဲ့ Telegram Channel အမြမာပြည်ပသို့မဟုတ်နီးစပ်ရာ PDF ပကဖရိနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေထံကိုဆက်သွယ်ချိတ်ဆက်ကပြည်သူ့ရင်ဝင်ခေလုံးကြရန်လဲတိုက်တွန်းအသိပေးထုတ်ပြန်ထားပါတယ်ရှင် ကဲဒါတော့ကျွန်တော်ပေါ့နော်ဖေဖော်ဝါရီလအတွင်းမှာစကောက်စီတက်တာ64ဦး NUGMO တွေလျောက်ခံတိုင်းတွေစီမှာ အလေးဝင်သွားခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အယောင်ကောင်းတယ်နော်။အခုဆိုရင်အဲ့လိုမျိုးအသက်ကိုညံဆောင်ပြီးတော့မှကျွန်တော်တို့ PDF တွေထံကိုအလေးဝင်သွားတဲ့စကောက်စီတက်တာတွေအရဆိုလဲဘေးကင်းလုံးချုံဆောင်တဲ့ပေါ့နော်။ကျွန်တော်တို့ဘက်ကနေပြန်မှာ ထိန်းသိမ်းထားတာဖြစ်မှာသူတို့အနေနဲ့လည်းဘယ်ဘယ်မှာတိုက်ခိုက်လို့ဆိတ်ရှိတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဒီတော်လိုင်းမှာတော့ကျွန်တော်ကြောသားရဲ့နာမခွဲချပဲနဲ့အခုဆိုရင်အလင်းလုံးဝင်လာတဲ့စကောင်စီသားတွေရနေပြီးတော့မှလည်းမြောက်လိုက်တော့အိုးစုကိုဒီနေ့ထက်ပါဖို့နော်ပြီးဖြိုးချနိုင်ဖို့အားလုံးဝင်ဝင်ကြိုးစားသွားမယ်ဆိုပြီးတော့မှပြောဆိုထားကြတာမဟုတ်လို့စစ်ခွေးတတရဲ့နေဝင်ချင်ရတော့မကြခင်မှာပဲကျွန်တော်တွေ့ရတော့မှာပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်နေနဲ့ပေါ့နော်ဒီမြောက်လိုင်းတို့အုပ်စုရဲ့တရင်လိန်ပြန်ချိုင်းတောင်ခံတို့ဖြစ်တဲ့ဇော်မဲလိန်ကနေပြီးတော့မှမလိုမျိုးပြောင်းလဲမျိုးအောင်ဆက်ပြီးပြောထားအောင်မလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ဲ့ဘယ်လာရုပ်သွားတဲ့ခင်းစက်ပါဆိုလို့ကျင်ပေါ့နော်ဟိုဈေးနှုတ်လွှင့်မှုတွေအများစုလည်းတွေ့ရပါတယ်ဒီခင်းစက်ရဲ့အတွင်းမှာဆိုလို့ကျင်တော့ဒီအဲ့နေရာတွေမှာရှိရဲ့ဟိုဟိုအီလက်ဆစ်ဝင်ကြီးတွေနောက်အပွဲကြီးတွေခေါင်းဆောင်တွေနောက်အပြည့်ဘက်တာဝန်ရှိသူတွေကတက်ကြွတဲ့လူငယ်တွေတွေ့ရတာကိုတွေ့ရပါတယ်ကျွန်တော်နိုင်ငံမှာတော့အဲ့လူငယ်တွေကဆန်းကနာလဲပါနေတရားကိုတွေ့ရပါတယ်အဲ့ဒီပေါ့ဘယ်လိုနေလဲဘယ်လိုဖြစ်နေသားပါလိမ့်မယ်အမဒီမိကွတော့ကောင်းပါတယ်အဲ့တော့ခမရအသက်ဘယ်လောက်ရှိပြီတော့33ဆို33ဆိုလူငယ်ပါပဲလူငယ်ပါပဲအမှန်တော့လဲဒီ ျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့အခမ်းအနားနာကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီဆိုလို့ရှိရင်လူငယ်အခမ်းအနားပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခမ်းအနားအရေးကြီးလဲဆိုတော့ဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်တွေကပဲဆောင်ရွက်မှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာဘောနော်လူငယ်နဲ့ဟောလူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့ လူငယ်တွေကတော့သူ့ရဲ့ဘောနော်လူရင်ဆန္ဒပေါ့အဲလူကြီးတွေကတော့ကြောက်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေကကြောက်ကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင့်တမှု လူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုချစ်စေနိုင်ပါတယ်လူကြီးတွေကြာကြောင်းကြမှုလူကြီးတွေကြာကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတက်ဖို့ကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ဟိုမှာမြင်ခဲ့တဲ့ခင်ဗျားမြင်ခဲ့တဲ့မိကိုမှတ်ပါတယ်ဟိုမှာမြင်ခဲ့တဲ့အကြောင်းရင်းက လူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကိုအတိုင်းအတာတစ်ခုတည်းသူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ကဲဇော်မဲလင်းရတော့ခုချိန်ဒီလင်းလို့ကောင်းနေတော့မှာပေါ့နော်။သူတို့ပြောတဲ့ပုံစံရတော့ကျတို့မြန်မာပြည်ထဲမှာလူငယ်တွေရဲ့အခန်းကဏ္ဍသူတို့ရဲ့ဒီတောင်းတမှုတွေကိုဖြည့်ဆည်းမပေးနိုင်လို့အခုလိုမျိုးဖြစ်ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့မျိုးနွယ်မျိုးစပြောတော့ရပဲဖြစ်ပါတယ်။ကိုအာနာယူရင်ယူတယ်လို့ပြောတာမဟုတ်ပဲနဲ့ပေါ့နော်။ပြည်သူလူထုနဲ့လူငယ်တွေပေါ်မှာပြစ်ပုံချတာတော့တော်တော်လေးကိုတောင်းဝင်ယူမှုမရှိတဲ့ဒီမြောက်လိုက်တော့ standard amg ဆိုတာတော့ကျတို့ ပေါ်လွင်နေတာပဲဖြစ်ပါတယ်ဒီကောင်တွေအခုလိုမျိုးအားချောင်းနေတဲ့အဆင့်ကတော့မကြခင်မှာပဲဆုံးသက်သွားမှာဖြစ်ပြတော့မှာပေါ့နော်ပြီးသူအစိုးရတရပေါ်လာမှဒါကျတော့ဒီလိုမျိုးကျတော့ပြီးသူလူတွေကိုဝါရမိုင်းဖြတ်ပြတော့မှာဂျင်းထက်နေကြတဲ့အုပ်စုတွေကိုတခါတည်းတရားစီရင်ပြတော့မှာပြစ်ပေးနိုင်မှာပဲဖြစ်ပါတယ်ကျတော့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇော်ဘွင်းရနေပြတော့မှာပေါ့နော်ဒီတိုင်ရစခွေတွေပေါ်မှာဆောက်ရောင်းလေးတွေတင်ပေးပြီးတော့မှသူတို့အနေနဲ့မကြခင်မှာပဲ PDF တွေလျှောက်ထည့်အောင်ရောက်ရှိတော့မယ်ဆိုပြီးတော့မှအားချောင်းထားတဲ့ဟာလေးကျတော့တစ်ချက်လောက်ချလိုက်ရအောင်နော် ကိုလိုတက်တော်သားတွေကဘာတက်မတော်ဘူးအဖက်ဖက်ကနေဝိုင်းဝန်းထိုးနှက်တိုက်ခတ်ကြတာဟုတ်အကိုလိုက်မှာဆိုအမြဲတမ်းပြောတယ်ဒီစစ်တင်ရ၄သိန်းလောက်နေအကိုတို့ကဒီနိုင်ငံကိုကာကွယ်နေတာအကာကွယ်နေတော့ကြပြအောင်ကြီးတော့ဖွင့်ပြီနော်ဒီကောင်တွေကတော့တိုင်းတော်လက်နက်ကင်အကျန်းဖက်တောင်းကျန်းတွေဘလောက်ပဲတိုက်တာအကိုတို့တက်မလို့ဆိုတော့ပြိုလဲမသွားအောင်ဒါပေမဲ့ပြစ်ဆက်မှုတွေတော့ရှိတယ်ပြစ်ဆက်ရတာဘာပြောလဲငါတို့ကစစ်သားတွေဆိုတော့အကိုလည်းစစ်သားလုပ်ခဲ့ဘူးရဲ့လူတယောက်ပဲအဲ့တော့ဒီလိုပဲရုံးရေးပိုင်ရင်းနဲ့လေဟိုပေါ့နော် အကောင်းဆုံးဒီဆောင်တယ်တချို့ကတော့ဝါရမိုက်တွေတိုက်ပြီးလူကြီးတွေမကောင်းဘူးဘာဖြစ်လဲဆိုတော့လူဆိုတာကတော့အများနဲ့ဆိုတော့အားလုံးပြည့်စုံတယ်အားလုံးပါဖက်လည်းမဖြစ်တော့ဝါရမိုက်တိုက်ရတယ်ရှိသေးတာသူတို့ကတိုင်းအာချောင်းထားရအောင်အခုအကုန်လုံးဆိုရင်အာအကုန်လုံးတော့ဘယ်ဟုတ်မလဲအဖင်ရပြီအကုန်လုံးကမင်းတို့တောင်အနေနဲ့များသေးတယ်အကုန်လုံးတက်မယ်ခေါင်းပြတ်တက်မယ်အခုမင်းမင်းတို့ဒီမှာကြိုးစုံမှုဆိုရင်အကုန်လုံးသုံးယောက်ရိုက်တယ်ဟိုမင်းမင်းတယောက်ကအကုန်လုံးတက်ပုံရိုက်တဲ့ကောင်ခေါင်းပြတ်သွားအကုန်လုံးလည်းလိုက်ချင်းချောင်းနေရတယ်ဒီကောင်ချင်းချောင်းနေအကုန်ကလည်းတားလေးသမီးလေးရှိတယ်ဒီထဲကနေပြီးတော့မင်းတို့ ဒါအဓိကတော့ဒိုင်းပြီကိုချစ်တယ်ပြီးနံပါတ်2ကလူမျိုးနဲ့တက်မလို့ချစ်တယ်အဲ့ချစ်တဲ့စိတ်ကခုနကလုံနေရအဲ့လုံနေရတဲ့အတွက်အခုအခုသမီးဆိုရင်ငငယ်လေးပဲရှိတယ်သူ့လမ်းမှာခေါ်မသွားရတားအောင်လည်းခေါ်မသွားရဘာလို့လဲကိုကဒီဒိုင်းပြီကိုချစ်တယ်ဒီတက်မလို့သားလေးကိုချစ်တဲ့စိတ်တစ်ခုကအကုန်လုံးပေးဆက်လိုက်လို့ဖြစ်သွားဒါတော့အဲ့တော့ကိုကြီးမစိုးပုံမှာရှိနေတဲ့အချိန်မှာလည်းဒါလေးအမှန်နဲ့ဒါဖြစ်တဲ့ဖြစ်တဲ့အသက်ရှင်ကြံရင်းတွေကိုပဲလိုရတယ်ဘာလို့လဲတချို့သောအခက်ခဲတွေကြံရင်းပြောပါအဘိုးတို့တက်နိုင်တာဆိုလေအကူကြီးမဲ့တရားဟောလည်းပြောခဲ့တယ်အခုလည်းကျောင်းကြီးတို့ပါကိုတွေ့ပြီးတော့ပြောခဲ့တယ်ဟို ကျွန်တော်တက်မလို့သားရတော့ကတော့ဟိုတက်နိုင်တဲ့ဘက်ကနေဝိုင်းဝင်းပြီးတော့မှပြုတ်ပြင်းသေးသေးကြောင်းနေနေတယ်အခုလိုနိုင်အောင်အခုလိုပြန်ပြီးစောင့်တယ်ဘာလို့လဲဆိုတော့ဟိုအားလုံးကလက်သုံးချောင်းထောင်ပွားအကုန်လုံးကိုအဲ့လိုမျိုးနေဘုံဝိုင်းတိုက်ခိုက်နေတယ်မှာငါတို့စစ်တီလေးလေးနဲ့ငါတို့နိုင်အောင်ကာဝေးနိုင်လာရဲဆိုတော့အဲ့ဒီစိတ်ကဘာမှမမြတ်တဲ့စိတ်ပဲအဲ့ဒီစိတ်ကဘာလဲဘာဖြစ်ဘောတေတော့လည်းဘာဖြစ်တယ်အကိုဆိုလည်းခုဒီကြည့်လာတော့ဘာပြောနေလဲဒီလိုလာရင်ဗရီယာတွေသွားတယ်ခုတောင်းခံပွင့်တယ်ဆိုသွားမှာအဲဒီလိုမျိုးပဲအကိုလိုလည်းတက်ချင်တဲ့လူပေါ်တယ်တက်မှာလေအကိုလိုရုပ်ဘယ်လုံးမှမရဘူးလိမ့်လို့မရ ဲ့တော့ mask ကောင်းတော့မတက်တော့ဘူးတွေ့တဲ့ချိန်ကျတော့သူတက်တယ်တက်ပေါ့ဒါတော့ဘေးဆက်ရတယ်ထင်လို့ပေါ့ဘေးဆက်ရတာကိုတန်တယ်ထင်လို့ဒီလုပ်ကိုလုပ်ကဲဇော်ပွင့်ရတော့ပေါ့နော်သူ့အနေနဲ့မကြခင်မှာတော့ရှင်ပြက်ခိုင်းနေတယ်ဆိုပြီးတော့မှဒီမကြခင်မှာပဲကျတော့ပီတိုရီစီမှာနေတကားလဲပြီးတော့မှဆောက်ရောင်းတော့မှသူတို့အတိုင်ရစခွေးတွေပေါ်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။နောက်နေပြီးတော့မှသူတို့မြောက်လိုက်တော့အဆုအနေနဲ့စစ်တဲ့အင်အားလေးသိန်းနဲ့ခုဆိုရင်ကျတော့ PDF တွေနဲ့တိုင်တားလေးနဲ့ကန်တွေကို ဖြိုဖြစ်ဖို့လုပ်နေရဆိုတဲ့အကြောင်းလို့ပေါ့နော်ပြောလို့မျိုးဆောက်ရပြောတော့တာဖြစ်ပြမှာသူတို့ရှုံးနေတဲ့အကြောင်းတွေကိုထိန်ချန်ထားတော့တွေ့ရပဲဖြစ်ပါတယ်ဒါကသူတို့အနေနဲ့နေလို့မစိတ်တဲ့ဆစ်စင်လုပ်နေတယ်ဆိုပေမဲ့ပေါ့နော်တပည့်ကနေပြတော့မှမိပြမှာကိုပြုတ်ဝပြင်းနေပြင်းနေရတာကိုအားလို့တိပဲဖြစ်ပါတယ်ဇော်ဘိတ်မကလို့ပကောင်ပန်းနေနေပေါ့နော်အခုချိန်မှာသူတို့ဘလို့ပဲပျော့ပျော့ကျတို့တော်လိုင်းရဆုတွေရချင်းမွှင်းချင်းကိုခံရတာဖြစ်ပြတော့မှမိပြမှာကျတို့အောင်မြင်မှုများစွာရရှိထားတာပဲဖြစ်ပါတယ်ကျတော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့အပအသားတကောင်ဖြစ်တဲ့ မင်းသားကြီးဆိုတဲ့ငနေကနေပြီးတော့မှလဲကျတို့မကြာခင်မှာပဲဒီတော်လန်ရေးရဲဘော်တွေကိုဖြိုဖြစ်နိုင်တော့မှဆိုပြမှာပေါ့နော်အာချောင်ထားတဲ့ကလည်းစစ်ကြည့်လိုက်ရအောင်ကျွန်တော်ရဲ့ဘောနော်အတွင်းမှာရှိတဲ့ဖယဲသီးတွေပေါ့ကျွန်တော်တို့ကအတွင်းမှာရှိတဲ့ဖယဲသီးတွေနဲ့အပြင်မှာရှိတဲ့ကျုပ်ရဲ့မူဇာသားတွေဒီလိုပဲနောက်နိုင်ငံတွေရဲ့နော်ထောက်ပံ့မှုနဲ့ရက်တည်နေတဲ့ကျွန်တော် CRPH ပေါ့နော် NUG အဲ့ဒါပေါ်ပေါ်လာ PDF အဖွဲ့အစည်းတွေနဲ့ကျွန်တော်ကအတွင်းရောအပြင်ရောတိုက်ခဲ့ရအောင်နော် ဒီစစ်ဘောမှာကျွန်တော်တို့ခီးကန်အကြဆုံးနဲ့အပြက်စီးညားခဲ့တယ်နော်ကျွန်တော်လိုက်လေးမှာကျွန်တော်အများဓာတ်တွေကိုထည့်ပြောတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ကျုံတွေ့ရတဲ့စစ်ပွဲကြီးမှာဟိုတိုင်းမီကိုတို့မျိုးကို့ပါလာကို့တာတော့ရဲရဲဝုန်းဝုန်းနဲ့နော်ရန်သူတိုက်ခတ်ချင်မုန်းဝင်းနဲ့အသက်ဆွလို့သွားရတဲ့ကျွန်တော်တွေးတောက်နေရယ်ဒီနေ့ချိန်ထိရန်သူလက်ဝဲမှာတုံးပန်းအဖြစ်နဲ့ဖမ်းဆီးခံထားရတဲ့ကျွန်တော်တွေးတောက်နေအဲ့လူတွေရဲ့ကျေးဇူးတရားတွေဟာ ကျွန်တော်နိုင်ငံမှာအများကြီးရှိတယ်။နော်ဒီစပွဲကြီးမှာကျွန်တော်ကျွန်တော်နော်ဒီစပွဲကြီးမှာတားပြတ်သွားတဲ့အမိဖတွေအများကြီးပါ။လေယောက်ျားပြတ်သွားတဲ့ဇနီးမယားတွေအများကြီးပါ။အဖေမဲသွားတဲ့တားသမီးတွေအများကြီးပါ။ဒါဟုတ်နိုင်ငံတော်စမောက်ထွန်းကောင်စီစူအပေါ်ကြီးနေနေရောတက်မလို့အနေနဲ့ရောအထူးအလေးထားပြီးတော့ဒီလိုလေးပေါ်မှာနော်ကျွန်တော်တို့တနာဘီယူနာထားပြီးတော့ဒီလေးစားစားနဲ့ကျွန်တော်တို့ကွန်ပျူတာမဲ့ အခြေအနေလည်းဖြစ်ပါတယ်เนาะပြောရမယ်အခြေအနေဖြစ်ပါတယ်ကျွန်တော်နိုင်ငံလိုင်းကြီးလေးထံဖြစ်ရတယ်ပေါ့ဒီဖြစ်ရတဲ့ဟာများမကြမှာအလုံးစုံကွပြောက်သွားမှာကျွန်တော်မေသာယူတွေလိုက်မှာပြောခဲ့ပါတယ်2025 2026မှာကျုပ်ကမွေးစားသားဖြစ်တဲ့ MNDA TNNA AA နဲ့ KIA အဖွဲ့ကိုအပြည့်ရှင်းဟမ်ဘယ်လိုလဲ CRPS and UAP ပေါ်လာတယ် 毕业不还得了？别信。啊没。哪？咱们说讲，咱们说什么？当地啊，隆重多点呗。咱们说讲，咱们说去干啥的嘛？我单比哦，比什么样的？比办的，比办干的嘛？比楼、啊，比谁楼高点？别他妈的，我这还死定了，大学毕业，心灵一落。 ကဲဒီမင်းသားကြီးရတော့ပါနော်သူတို့အနေနဲ့မှကြားခင်မှာပဲဒီရှင်းလင်းရည်ရစတင်လို့မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူရဲ့ဒီအိမ်မက်တွေကိုပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အိမ်မက်ကနေမနှိုးထားနိုင်သေးပဲနဲ့သူတို့မြေပြင်မှာဘယ်လိုမျိုးရှိနေလဲဆိုတာကိုပေါ့နော်တိတိကြီးတဲ့ကိုဘယ်လိုမျိုးစားတွေပြောထားတာပဲဖြစ်ပါတယ်ဒီတော်လိုင်းမှာတော့ကျွန်တော်ပီတူရီကလည်းပြတော်မှာအနိုင်ရရှိနေလို့မြုံလိုက်တော့အစုကလည်းပြတော်မှာခုဆိုရင်ရုရှားတရုတ်ကူညီနေပါတော့ကျတို့ပြည်တွင်းမှာဝင်ရောက်ဆက်ဖက်ဖို့လက်မှတ်ပေးလိုက်တာပြတော်မှာခုဆိုရင်တိုက်ပြိုလဲရောင်းစားတော့တာပဲဖြစ်ပါတယ်ဒီဘောမတွေကတော့မြုံလိုက်ရင်ဘာပဲလို့လို့တိုက်ပြီ မြေတကွမမချင်တောင်မပါနော်အပါကောင်းပါတယ်ဆိုပြန်လုံးမဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့တာဖြစ်မှာဒေတာလိုင်းမှာကျွန်တော်အနေနဲ့မျောက်လိုင်းတို့စခွေးတတိုင်းနဲ့တူစခွေးပေါ်မှာ lobby တွေကိုလည်းတခါတဲ့ရှင်းပြဖို့အချိန်တိုင်းပြီဆိုတဲ့အကြောင်းလည်းဒီကနေပြန်မှသိရှိရတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတဖို့အနေနဲ့ဒီလိုမျိုးဟောင်ချင်တဲ့ဟောင်နေတဲ့ပေါ်မအယုတ်ကိုက်တွေနဲ့မြောင်းလိုင်းတို့အုပ်စုကိုတော်လိုင်းအိုးလဲရနေပြီတော့မှဘယ်လိုမျိုးစုမပြောဆိုထားလဲဆိုတာစစ်ကြည့်လိုက်ရအောင်နော်ပြည်ပြမင်းအောင်လာရင်အရာရှာကပြန်လာတာဟိုဘောစုံဘောပြက်တွေပေါ့နော် အရိုးကိုက်ကြီးအရင်ကိုက်ကြီးအလုပ်ကြီးရှာသေးလေအများကြီးပဲသွားကြူတာနတ်ဘွဲလောက်တော့လူစီးပါပေါ့ဒါလောက်ပဲသူသူသူအဆင်ရဒါလောက်ပဲရှိတယ်လေဒါလောက်ရှိတော့ဒါလောက်ပဲလူကိုကြိုးပါပေါ့ရည်စီရကွာမရောက်လာရမင်းဘာသွားပြီးဖေလို့ခံလောက်လာကြတယ်ဟမ်ခွေသားမင်းကြိုက်တယ်လို့ကလေးကြီးကလေးကြီးညာနဲ့မြို့မြို့မြို့ညာဆယ်မင်းကတလေးတမုတ်တလေးကြာမှာပဲမကြောက်ဘူးဆိုတော့ရှိကုန်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ တိုင်းသားတွေကညီညီညွတ်ညွတ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်မင်းလူစစ်သားဘယ်နှကောင်ရှိလို့လဲဟမ်မင်းအနေထားတော့ပြင်းအောင်ပြင်းနေတဲ့ AI AI တက်တခုစားတော့မရှိဘူးချင်းလူမျိုးတို့ကရင်လူမျိုးတို့ပေါင်းမယ်ဆိုရင်ကွာအများကြီးအဲ့လူတွေအဲ့လူတွေညီနေကြလို့သာအဲ့ဒေါ်လာကြီးကပေးရှင်းနေတာအကုန်လုံးပူးပေါင်းလိုက်မယ်ဆိုရင်မင်းလူကောင်မျိုးကခဏလေးပြုတ်သွားပြီကဲဒီဒေါ်လာကြီးဦးလေးပြောသွားတာလေအားလုံးမှန်တယ်နော်မျော်လင့်တို့စူးဟန်နေမြေတို့မှာသူတို့အနေနဲ့ စစ်တရင်ရ၄သိန်းရှိပါတယ်ဆိုပြီးတော့မှကြွေးကြော်နေပေမဲ့တကယ်မှာတော့လုံးဝကိုတတပြုံးသိနေတာမလို့ကျတို့လူငယ်တွေအခုဆိုဘောတာဆက်ဖန်စီနေတော့တွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့နေရာတိုင်းမှာရှိတဲ့တော်လိုင်းရဆွေရနေပြီးတော့မှမြောက်လိုင်းတို့ရဲ့ပေါ့နော်စစ်တပ်ကိုပြန်ပြီးတော့မှခြေဖြစ်တာတွေလုံးနေတာဖြစ်ပြီးတော့မှအခုဆိုရင်ကျတို့နေ့စဉ်နဲ့များစခွေလောင်းတွေများစွာကိုမျိုးစားဖြစ်ပြောင်းလဲပေးနေတာတွေ့ရတာဖြစ်ပါတယ်မြောက်လိုင်းတို့အုပ်စုကိုကျတို့ဘက်ကနေပြီးတော့မှပေါ့နော်ဒီနေ့ထဲမှာပဲအပြည့်ဖြိုးချနိုင်ဖို့ကြွေးကြော်တန်နေထန်ချထားတာမို့လို့ပြီးသူတရားလုံးအနေနဲ့ပူပေါင်းပြီးတော့မှ ေတော်လိုင်းမှာဆက်လက်ပြီးတော့ခြေတက်ဖို့လိုနေတာဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ပေါ့နော်မြောက်လိုက်ရုရှားကိုတွားပြီးတော့မှတိုင်းပြည်ရောင်းစားခဲ့တဲ့ပုံမှာပျော်နေတဲ့ဒီအဘသားမျိုးအစိုးကိုကိုစီယန်နေပြီးတော့မှဘယ်လိုမျိုး note ဖြတ်ထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အခုဗိုလ်ချုပ်ဝန်ကြီးမင်းအောင်လည်းရုရှားကိုတွားတဲ့နားလည်မှုတွေယူတယ်။တိုင်းပြည်အကျိုးရှိရာရှိချောင်းတွေပြောဆိုဆွေးနွေးကြတယ်ဆိုမြန်မာနိုင်ငံတော့ သူသွားတာဦးမင်းအောင်နိုင်အနေနဲ့သွားတာမဟုတ်ပါဘူးဟုတ်တယ်လေမြန်မာနိုင်ငံရဲ့ဝင်ကြီးချုပ်ကတော့ဘောကလည်းဦးမင်းအောင်နိုင်နေတဲ့ပိတ်တာမဟုတ်ဘူးငါပြောသလိုပဲခွေးကိုအမိခက်ပေးလိုက်ဒါမြန်မာနိုင်ငံရဲ့ဝင်ကြီးချုပ်ကအာနာသိမ်းတဲ့အချိန်မှာဒီတိုင်းပြည်ကိုဒီခွေးကြီးကအာနာသိမ်းတာပါတုံးတို့ရဲ့ခေါင်းဆောင်ကဒီခွေးခေါင်းဆောင်ကအာနာသိမ်းတာဒီအဲသေးချင်းကြီးပါလို့မင်းတို့ပြောလိုက်ရက်စာကအဲ့ဒီအဲသေးချင်းကိုအဲ့ဒီခုံပေါ်မှာထိုင်ပြီးတော့စကားပြောပြီးလက်ခံပေးလိမ့်မယ်အဲ့လိုအနေထားရှိတယ်ငါပြောစကားမှားတာညင်းရဲ့လာခဲ့ဟုတ်တယ်မလားအဲ့တော့ဦးမင်းအောင်နိုင်နေတဲ့ဝက်ဖိတ်တာမဟုတ်ဘူးနော်ရှင်းတယ်မလား အဲ့ဒါဖြေပဲအဲ့ဒါအမိုးတွေစွတ်သိမ်းမနေနဲ့တိလာရှက်ဖို့ကောင်းတယ်မင်းတို့ကမင်းတို့မင်းတို့တိတ်ထိတ်တယ်လေမင်းတို့ခွေးဘွားရောက်ပြီဖြစ်နေတာနော်စက်ပြောဟုတ်လားသူတောင်းဆိုလာတာဒီအားလုံးကလည်းသူ့မိသားစုတည်းသူ့မျိုးသမီးအတွက်သူ့သားနဲ့သူ့သမီးတောင်းဟုတ်ဘယ်ဘယ်ဟုတ်မလဲလက်ရှိတိုင်းပြည်မှာမိပြတ်နေတယ်သူ့သားဆိုလာတယ်ကောင်းပြီဖွင့်တယ်လေမင်းအောင်လိုက်အာနာတိတ်ပြီးမှအောင်ပြေဆုံးလောက်ခွင့်ရတဲ့ကုမ္ပဏီလုပ်ငန်းပေါင်းလက်ချိုးရည်လို့ရသေးလားမင်းတို့ကအဲ့လားလေးပဲမင်းမယ်ဟုတ်တယ်နော်ဟွန်း တာမန်ပြည်သူတွေမှာငတ်ပြတ်မီးရှို့နော်မျိုးစုံဘုံကျန်းကထိနေတဲ့အချိန်မှာမင်းအောင်ဟိုင်အာနာသိမ့်ပြီးမှသူတားအောင်ပြည့်စုံမယ်နော်တခင်ဒီတက်မှမပါသေးဘူးနော် လုတ်ခွင့်ရတဲ့လုပ်ငန်းကုမ္ပဏီလက်ဆယ်ချောင်းကာဒေးလာ60ချောင်းမှထပ်ထောင်လိုက်ကာဒေးလာအေးအဲ့ဒါအဖြေပဲမင်းတို့ကြက်ကြက်တော့အမို့တင်ဒီနေ့ခေတ်ပြည်သူတွေအကုန်သိတယ်အကုန်မြင်နေရတယ်နော်ဘဒူကလူဘဒူကဖလိတ်ဆန်လဲဆိုတာသိနေတယ်မှန်လားနော်ကြောပြေပါဆိုတယ်လို့ အနေငယ်တော့အကျိုးခံစားဖို့အနေငယ်ချပါလိမ့်အနေငယ်ကိုယ်တော်လေးဟုတ်အနေငယ်အနေငယ်အကျိုးခံစားခွင့်ဆောက်ခေါမကျူတူလားမတန်မရကင်ထားတဲ့ဆလင်းဘက်တဲ့အိဘလောက်လဲလို့မင်းအောင်နိုင်လကတလားဘလောက်လဲမင်းအောင်နိုင်လကတလား330ဆောက်ခေါလားကျူတူမကင်ထားတဲ့ဆလင်းဘက်အိတစ်လုံးနေ350အနည်းဆုံးရှိတယ်အဲ့လိုမျိုးဆလင်းဘက်အိကိုဘယ်နှလုံးရှိတယ်အဲ့ဒါကျူတူကဖာကန်ထားတဲ့ငွေတွေလားခေတီးတဲ့ဘုံဖာကန်ထားတဲ့ငွေတွေလားဒါမှမဟုတ်မင်းအောင်ဆိုမင်းမင်းဖာကန်ပြီးတော့ကျူတူလားကိုသွားပြီးတော့ညီမလေးကျူတူလားအမိုင်းကျူတူလားဒီတော့ငါဖာကန်ပြောတာနော်ကိုဆရာတော့ဆလင်းဘက်အိဝယ်ပေးလားသွားပေးထားတဲ့ဟာတွေလားဟမ် စကားပြောရင်မင်းတို့ရှေ့ပြောမင်းတို့မင်းတို့ပြောတဲ့စကားလုံးတိုင်းကမင်းတို့ခိုးခွာရောက်တဲ့စကားလုံးတွေပြီးတော့ကြိုက်တာပြောဘာဖြစ်လို့လဲမှားတယ်လေမှန်တယ်ကိုကြိုက်လို့ရှင်ပြောလို့ရငါတို့စာတတ်လို့ပညာတတ်လို့တိလို့ပေါက်ရောက်လို့ပို့ဘူးဘာဖြစ်လို့လဲငါတို့ရိုးရိုးလေးပဲအမှန်တရားငါတို့တွေ့နေရတယ်မြင်နေရတယ်မင်းတို့ကမှန်တဲ့အကြောင်းမှားတယ်လို့နေတဲ့အတွက်ပြည်သူနဲ့မင်းတို့အဲ့ဒါပဲငါတို့ပြည်သူတွေနဲ့မင်းတို့ကအဲ့ဒါကွာဟဲ့အဲ့တော့မင်းတို့တွေကအတ္တမလိုက်ပြီးတော့အမှားကြီးကိုအမှန်လို့ရှင်နေတွေ့မင်းတို့ပဲတစ်ဖြည်းဖြည်းနဲ့မြောက်ရကြတယ်ကိုစီပြောတော့ရရင်အောင်ကောင်းတယ်နော် ဒီလိုမျိုးဘောမှာကြီးစားတယ်ဖြစ်တဲ့မျိုးဆိုလို့မျိုးကောင်းတွေရတယ်ပြတော့မှမြောက်လိုက်ပေါ့ဟုတ်ချင်နေမှနေတာဖြစ်ပြမရုရှားကိုသွားပြတော့မှအတိုင်းပြုံရောဆောက်ခဲ့တာလဲသူရဲ့ကိုကြိုးတက်မှုဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီဘောမှာတတိုက်ဟုတ်ပဲပြန်ပြီးတော့မှဂျင်းထဲနေတာတွေ့ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကောင်းတွေရတယ်ပြတော့မှပီတလူထုကိုစစ်ပင်ရေလောင်းနေတာဖြစ်ပြမမြောက်လိုက်ပါပဲလို့လို့ရပေါ့နော် ကောင်းပါတယ်ဆိုပြီးတော့မှညင်ခံနေမဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကျွန်တော်အားလုံးသိရှိပြီးပဲဖြစ်ပါတယ်။မြောက်လိုင်းတို့အုပ်စုအနေနဲ့ဒီထက်ပိုပြီးတော့မှပေါ့နော်မ US နဲ့ဟုံးမယ်ဆိုရင်တော့သူတို့စစ်တပ်တမကဒီအောက်ခြေရပေါ့နော်ဘောမလော်ဘီတိုက်ရလဲပျက်စီးသွားမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဘက်ကနေပြီးတော့မှအချင်းချင်းတတိပေးထားတာမဟုတ်လို့အခုခရေကလင်းနေချာအညာခါပြီးတော့မှပြည်သူတွေရဲ့တရားစီရင်ဆုံးဖြတ်ချက်ခံသိနေတာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့မလိုလားတဲ့ပြဿနာတွေပေါ့နော်သူတို့ဘက်ကိုရောက်ရှိသွားမယ်ဆိုတဲ့အကြောင်း ဒီနေရာကနေတတိပေးပြောကြရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြေစုပေးကြတဲ့မြန်မာပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမချင်တဲ့ပြေဆုံးပြီးတော့မှတာရဲချင်တဲ့နေ့လေးပြန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။